စစ်ကောင်စီကအပြစ်ခတ်ထတ်တိုးရက်စဲတယ်လို့ကြေညာကရင်မုံနဲ့တဝဲလက်နက်ကင်တပ်တွေပူပေါင်းပြီးစစ်ရေးအရှိန်မြှင့်မယ်နေစဉ်ရက်ဆက်ပြည်သူတွေကိုဘုံကျဲမှုတွေလုပ်နေတဲ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတာကိုထတ်တိုးတယ်ဆိုပြီးတော့ထုတ်ပြန်လိုက်တာပါအခုရခိုင်နဲ့ရှမ်းမြောက်မှာဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတဲ့စစ်ကောင်စီကအပြစ်ခတ်ရက်စဲတာတွေကိုထတ်တိုးတယ်ဆိုပြီးတော့ထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်အင်အားပြင်းထန်တဲ့ငလင်တန်းကြောင့်ထိခိုက်နစ်နာခဲ့တဲ့ပြည်သူတွေအပေါ်မှာစာနာထောက်ထားသောအပြင်လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပုံမအောင်ဆက်နိုင်ဖို့အတွက်အပြစ်ခတ်ရက်စဲမှုကို အခုလကုံဧပြီလ30ရက်နေ့ဒီတိုးမြင့်တက်မလိုက်တယ်ဆိုပြီးတော့စစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်စစ်ကောင်စီကအခုဧပြီလ2ရက်နေ့ကနေ22ရက်နေ့ဒီတစ်ချိန်အပြစ်ကတ်ရဲဆဲထားခဲ့ပြီးတော့အခုတစ်ချိန်ကတော့ဒုတိယအကြိမ်မြောက်အပြစ်ကတ်တက်တန်းကိုတိုးမြင့်နေတာ ဖြစ်တယ်ဆိုပြီးတော့လည်းထုတ်ပြန်ပြောဆိုထားပါတယ်အခုလိုအပြစ်ရထားတဲ့ကာလအတွင်းမှာတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့စီးရေးလှုပ်ရှားမှုတွေပြုလုပ်ရင်တော့လိုအပ်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်းစစ်ကောင်စီဘက်ကပြောဆိုထားပါသေးတယ်စစ်ကောင်စီကသူတို့ကိုယ်တိုင်အပြစ်ကတ်ရဲဆဲတယ်လို့ကြေညာထားချိန်မှာပဲရက ိုင်တဲ့ရှမ်းပြည်မှာပြည်သူတွေကိုရန်သူတပွဲတတ်မှတ်ပြီးတော့တိုက်ပွဲမရှိဘဲအကြောင်းမဲ့ဘုံကျဲတိုက်ခတ်နေတယ်လို့လည်းစည်ရေးလေလာစောင့်ကြည့်သူတွေကပြောဆိုထားပါတယ်အခုပြီးခဲ့တဲ့ဧပြီလ13ရက်နေ့နဲ့16ရက်နေ့တို့မှာရခိုင်ပြည်ကြောက်တော်မြို့မှာရှိတဲ့ပြည်သူတွေနေထိုင်တဲ့ရပ်ကွက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အမျိုးသားတအူးတေဆုံးပြီးတော့ပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံစည်ရေးသတင်းမြင့်တွေနဲ့သတင်းမီဒီယာတွေကပြောဆိုထားပါတယ်စစ်ကောင်စီဘက်ကအပြစ်ရစဲမှုစတင်ခဲ့တဲ့ဧပြီလ2ရက်နေ့ကနေအခုလက်ရှိအချိန်ဒီအာနာသိန်းစစ်ကောင်စီကအရသာပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုလေကြောင်းဘုံ ံကြတိုက်ခိုက်နေတာလို့လဲစီးရီးလေးလာစောင့်ကြည့်သူတွေကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့အပြစ်ရကာလဖြစ်တဲ့ဧပြီလ21ရက်နေ့တုန်းကလည်း KNU ထင်းကျုံနယ်မြေဖြစ်တဲ့ဘီလင်းတထုံဖန်းဖာပွန်ကွန်ကရစ်နဲ့ကြုံတိုးဒေသတွေကိုစစ်ကောင်စီကလေကြောင်းပုံကျက်ခဲ့ပြီးတော့အဲ့ဒီဖြစ်စဉ်ကြောင့်ပြည်သူ20ဦးသေဆုံးခဲ့ပြီးတော့30ဦးထက်မနစ်ဒဏ်ရာခဲ့တယ်လို့လည်းစေးလေးရသူတွေကပြောဆိုထားပါတယ်။အလားတူပဲဧပြီလ17ရက်နေ့ကလည်းမန်လေးတိုင်းတောင်တာမြို့နယ်မှာစစ်ကောင်စီကပုံကျက်တိုက်ခိုက်လို့ပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ကန်းကျေးရွာအနီးကိုလည်းစစ်ကောင်စီကအစိမ့်ငွေပုံလေးလုံးအ အသုံးပြုပြီးတက်ခဲ့ခဲ့တယ်လို့ဓနုပြည်သူလူမျိုးရေးတပ်မတော်ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်အခုတက်မှန်တက်တန်းတိုးလိုက်တဲ့ကာလာအတွင်းမှာလည်းအာဏာသိမ်းစစ်ကောင်စီကတော်လိုင်းရင်တပ်ဖွဲ့တွေရှိရာဒေသတွေနဲ့ပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်နေပြီးတော့အာဏာသိမ်းစစ်ကောင်စီကငလင်ကြောက်အပြစ်ခတ်ရစဲတယ်လို့ကြေညာချက်ကဟန်ပြတာဖြစ်ပြီးတော့ပြည်သူတွေကိုလိမ်းနေနေတာဖြစ်တယ်လို့လည်းစီးနေတဲ့သူတွေကတော့မှတ်ချက်ပေးထားပါတယ်လေးလာဆောင်ကြီးသူတွေရဲ့ပြောဆိုချက်တွေအရစစ်ကောင်စီကအပြစ်ခတ်ရစဲကြောင်းအမိခံကြေညာထားတော်လည်းပဲမြန်မာနိုင်ငံတော်မှာရှိတဲ့ရဲသားတွေနေထိုင်တဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုပုံမှုလှုပ်ဆောင်လာပြီးတော့အပြစ်မဲ့ပြည်သူတွေတိုက်ခိုက်တဲ့စုံမှုကလည်း ်ပုံမျိုးမျောပြလာတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်အခုစစ်ကောင်စီရဲ့လူသားချင်းစာနာမှုဆိုင်ရာကြေညာချက်နဲ့မြေပြင်ဖြစ်ပျက်နေတဲ့အခြေအနေကတော့လုံးဝဆန့်ကျင်မဖြစ်နေတယ်လို့လေးလာသူတွေကတော့ဆိုပါတယ်လေးလာသူတွေရဲ့ပြောဆိုချက်တွေကစစ်ကောင်စီရဲ့အပြည့်ရက်ကာလတတန်းတိုးမှုကစာရွက်ပေါ်မှာရှိပြီးတော့လက်တွေ့မှာတော့တော်လိုင်းရဲ့အဖွဲ့တွေကိုဖိအားပေးဖို့ရဲသားပြည်သူတွေကိုပြစ်မှတ်တာတိုက်ခိုက်မှုတွေဆက်လုံးမဲ့အနေထားလို့တုံ့သက်ပြောဆိုနေကြပါတယ်ငလင်းလုခတ်မှုအပြီးအေပလာနေ့ရက်နေ့ကနေ20ရက်နေ့ထိစစ်ကောင်စီကြေညာခဲ့တဲ့အပြည့်ရက်ကာလတွင်တိုင်းတိုင်းနဲ့နိုင်ငံအဖွဲ့တွေရဲ့ထိန်းချုပ်နေမြေတွေပါဝင်လက်လွတ်လိုက်ရတဲ့နေမြေတွေအတင်းကရဲသားတွေကိုစစ်ကောင်စီကတော့ရေ ေချက်ရှိကြီးနဲ့လေချောင်းကနေတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းစေရေးလေးလာသူတွေကတော့ပြောဆိုထားပါတယ်အခုလိုမျိုးပြည်သူကိုမလိန်တပတ်နဲ့အချက်တရားမဲ့လိန်ညာနေတဲ့စစ်ကောင်စီကိုကရင်မွန်နဲ့ထွက်ရဲနဲ့ကန်တက်တွေပူးပေါင်းပြီးတော့စေရေးအရှိန်မြင့်မယ်လို့လည်းအဒီဖွဲ့တွေကထုတ်ပြန်ပြောဆိုထားပါတယ်ဆက်နာရှင်မြေပြချင်းမွန်ရေးအတွက်လက်နက်ကန်တက်ပွဲတွေအကြားစေရေးရအချိတ်ဆက်မီမီအရှိန်မြင့်ပူးပေါင်းဆောင်ရွက်မှုရည်ရွယ်ပြီးတော့ဒေါက်တာစကြောင်းပါဝင် APSDF နဲ့မွန်ကရင်တဝက်နဲ့ကန်တက်တွေကစေရေးမာမေးပြင်ပူးပေါင်းနေတာလည်းဖြစ်ပါတယ်မာမေးပြင်ပူးပေါင်းကြတဲ့အဖွဲ့တွေမှာဒေါက်တာစကြောင်း၃တက်ခွဲလေးတက်ခွဲ၆တက်ခွဲခွန်ပါဝင် KNU တက်မှာ၆တက်ရင်၂၉ ခွန်မြန်မာပြည်ပါတီ AD မွန်မီတော်လိုင်းတက် ABD ရဲ့တရင်တင့်နဲ့တဝဲတက်တော် DNA တို့ပါဝင်တယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်အဲဒီလက်နက်ကန်တပ်ဖွဲ့တွေကပြီးခဲ့တဲ့ April 19ရက်နေ့ကတာဝန်ရှိသူတွေချင်းချင်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့စစ်ရေးရမာမေးဖြစ်ပူးပေါင်းမှုသဘောတူညီကြဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်မွန်မီတော်လိုင်းတက်ပြောက်ကွင်းရနိုင်တကားကဒေတာသိနှုတ်ရှားနေကြတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဘုံရန်သူကိုအောင်မြင်စွာတိုက်ခတ်နိုင်မယ်လို့ဒေတာအခြေစိုက်သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်အခုတော့မွန်မီတိ AD ကထွက်လာပြီးပေါင်လာတဲ့အပေါ်မှာပူးပေါင်းဆောင်ရွက်ဖို့ထပ်မံပြီး ော့စကားပြောဆွေးနွေးသဘောတူချက်ရတာပါဒီမှာထူးခြားချက်ကတော့ KNU တက်မှာ6တက်ရင်20ခုကလည်းပါလာတယ်တရင်20ခုနဲ့ကလည်းအရင်ကတည်းကကျွန်တော်တို့ဂျမန်ကပူတဲ့စစ်စင်လို့တာရှိတယ်ဒါကြောင့်အတူတကပူပေါင်းဆောင်ရွက်ခြင်းဖြင့်စစ်ကောင်စီကိုကျွန်တော်တို့လွယ်လွယ်နဲ့အောင်မြင်စွာတိုက်ထုတ်နိုင်လိမ့်မယ်ဒါကိုယူရပြီးတော့အခုလိုမျိုးမှမိတ်ဖွဲ့တာဖြစ်တယ်လို့လည်းသတင်းမီဒီယာကပြောဆိုထားပါတယ်မိုးကင်တက်ဖွဲ့တွေနဲ့ PDF တက်ဖွဲ့တွေအကြားမှာတော့အပြန်လန်ထိန်းချုပ်ရင်းနဲ့လိုအပ်တဲ့အကူအညီတွေအပြန်လန်ပေးနိုင်ရေးအတွက်ပါဝင်တဲ့အောင်မြင်တဲ့စစ်စင်ရေးပေါ်ဆောင်မှုတွေရရှိဖို့ဘုံသဘောတူညီချက်တွေဆောင်ရွက်ထားတယ်လို့လည်းတီပီပြောဆိုထားပါတယ်တစ်ဖက်မှာစီရေးအပြည့်ရတယ်လို့ဆိုပြီးတော့ဘုံကျဲမှုတွေလုပ်နေတဲ့ စစ်ကောင်စီအတွက်အခုလိုတိုင်းသားလက်နက်ကင်တွေပေါင်းပြီးတော့ဒုစရိုက်ရှင်မြင့်မယ်ဆိုတဲ့သတင်းကတော့ပြည်သူအတွက်အားရစရာပဲလို့စီရေးလေးတာသူတွေကတော့မှတ်ချက်ပေးထားပါဗျာ။